ားလုံးပဲမင်္ဂလာပါ movie dog ကနေပြန်နေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ရုပ်ရှင်ကားကောင်းလေးတကားနဲ့မိတ်ဆက်ပေးခြင်းနဲ့ပေါ့နော်ဒီကားလေးကဒုတိယကမ္ဘာစစ်ပေါ်နောက်ခံထားပြီးတော့ရိုက်ကူးထားတဲ့တကယ်ကိုဖြစ်ရမှန်ဇလန်းလေးအကြောင်းရိုက်ကူးထားတာဖြစ်တယ်ဒီရုပ်ရှင်ဇကားရဲ့နာမည်ကတော့လီဆိုတဲ့ရုပ်ရှင်ကားလေးပဲဖြစ်တယ်ဒီကားမှာအထူးခြားချက်ကဒုတိယကမ္ဘာစစ်လိုမျိုးအချိန်အခါမျိုးမှာဒီအမျိုးသမီးတယောက်ပေါ့နော်အမျိုးသမီးတယောက်အဲ့အမျိုးသမီးရဲ့အလုပ်ပေါ်မှာထားတဲ့ပြင်းပြတဲ့ fashion တွေပြီးတော့ သူ့ရဲ့ဆွဲရဲရင်မှုတွေတတိရှိမှုတွေထက်မြက်မှုတွေကြပြိုင်ထဲမှာပဲသူ့စီမှာဘာထက်တွေ့ရလဲဆိုတော့လူသားဆန်မှုတွေစာနာစိတ်တွေနဲ့အတူပေါ့နော်ဒီမျိုးသမီးကကြပြိုင်ထဲမှာပဲသူကသူ့ရဲ့စိတ်အတွင်းကပျော့ပြောင်းမှုတွေရောထက်မြက်မှုတွေမာကျော်မှုတွေခေါင်းမာမှုတွေပေါ့နော်အဲ့ဒါတွေကိုတခါတည်းမြင်တွေ့နိုင်တယ်ပေါ့နော်ဒီမေလာဆိုတဲ့အမျိုးသမီးဒီအမျိုးသမီးရဲ့ ဒီ personality နဲ့သူ့ရဲ့ဇာတ်လမ်းလမ်းတွေကဘယ်လိုပုံစံမျိုးလဲဆိုတာအရန်ကိုစိတ်ဝင်စားဖို့ကောင်းတယ်။အဲ့ဘာလဲဆိုတော့ तू ကသူ့ရဲ့ professional အလုပ်နဲ့ပတ်သက်ပြီးတော့ तू ကလုံးဝပြင်းပြတဲ့ fashion တွေရှိရယ်ထက်မြက်တယ်ရဲရင်တယ်တပြိုင်တည်းမှာပဲ तू ကအာစာနာစိတ်ရှိရယ်ပေါ့နော်စာနာစိတ်ရှိရယ်လူသားဆန်တယ် तू ကလူသားဆန်တဲ့နှလုံးသားပိုင်ရှင်အမျိုးသမီးပေါ့ နောက်ပြီးပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းလာတယ်ဒီမင်လာရဲ့ခရိုက်တာကဘယ်လိုလဲဆိုတော့ तू ကလုံးဝကို sexy ကြတယ်လုံးဝအခြေပေါ့နော်သူစကားပြောလိုက်လုံးဝကွာခက်ရင်ရင်ပဲအဲအဲ့လိုမျိုးပေါ့ဒုတိယကမ္ဘာစစ်မှာဆိုပေမဲ့လည်းသူ့ပုံစံလုံးဝ hot shot ပေါ့အခုစကားနဲ့ပြောမယ်ဆိုလုံးဝ sexy ကြတယ်ခက်ရင်ရင်ကချေချေအမျိုးသမီးပေါ့နော်ဆိုရှယ်လည်းကြားတယ်အဲအဲ့လိုမျိုးအမျိုးသမီးအဲ့လိုမျိုးအမျိုးသမီးကအရန်ထူးခြားတာနောက်တစ်ခုရှိတယ်အဲ့ဘာလဲဆိုတော့သူ့ရဲ့ဝါသနာသူ့ရဲ့သူ့ရဲ့ကြိုက်နေတတ်တာတွေအဲ့ဘာလဲဆိုတော့ तू က အဲဆက်စ်လောက်ရတာတော့အရင်ကြိုက်တယ်တဲ့နောက်ဒုတိယအချက်အနေနဲ့သူ့ဘဝမှာပေါ့နော်သူကဘာလဲဆိုတော့အဲ့လိုဓာတ်ပုံလက်ရာကောင်းကောင်းလေးတွေကိုသူရှိုက်ရတာကြိုက်တယ်အဲ့တော့သူ့သူ့ဘဝမှာသူကြိုက်ဆုံးအရာကိုပြောဆိုပြီးတော့သူ့မေးတဲ့အခါမှာသူနှစ်ချက်ပဲပြောတယ်ငါရတဲ့ဆက်စ်ကိုကောင်းကောင်းလုပ်နိုင်တယ်နောက်တစ်ချက်ကကြတော့ငါဓာတ်ပုံလက်ရာကောင်းကောင်းနေတာရှိုက်နိုင်တယ်ပေါ့အဲအဲ့လိုမျိုးလေးတွေပေါ့နော်သူ့ရဲ့ပုံစံကလုံးဝကွာဟို လုံးဝတုံးခဲပဲသူလောက်ချင်တာလုပ်မယ်ဆိုခေါင်းမာနေပေါ့နော်အဲအဲ့လိုထက်မြက်တဲ့အမျိုးသမီးပေါ့ဟုတ်တယ်အဲ့လိုမျိုးထက်မြက်တဲ့အမျိုးသမီးတရားတို့ကလည်းလုံးဝအေးဆေးပဲသူကသူလောက်ချင်တာသူ့ဘဝမှာသူနေရာတစ်ခုမှလည်းအကြိုက်နေတယ်ဘူးပေါ့ဒါသူ့ရဲ့ဇယိုက်ကတော့သူလုံးဝသူစိတ်စီရသူ့ရဲ့ခံစားချက်တာ emotion တိုင်းသူကလုံးဝနေတဲ့အမျိုးသမီးဒီမျိုးသမီးကဒီလိုမျိုးနေလာရင်းနဲ့သူက တကယ်ဘဝမှာသူ့ကိုချစ်တဲ့အမျိုးသား၊သူကလည်းချစ်တဲ့အမျိုးသားတယောက်ကိုသူတွေ့လာတယ်။တွေ့လာတဲ့အချိန်မှာဒီလိုမျိုးလုံးဝ sexy ကြတဲ့ social ကြတဲ့အမျိုးသမီးတယောက်ကနော်တကယ်တမ်းသူချစ်ရတဲ့အမျိုးသားကိုတွေ့တဲ့အချိန်မှာသူကလုံးဝတစ္ဆာရှိတဲ့ဒီမျိုးသားပုံမှာဒီမျိုးသားတယောက်ထဲကိုပဲသူကလုံးဝချစ်သွားတယ်ပေါ့နော်အဲ့ဒါကလည်းကျမအနေနဲ့ကဘယ်လိုမြင်လဲဆိုတော့ဒါကလည်းအရန်ကိုထူးခြားတဲ့အချက်ပဲပေါ့နော်ဒီမီလာဆိုတဲ့အမျိုးသမီးကလည်းနောက်ထပ်ဆွဲဆောင်မှုတစ်ခုကဘာလဲဆိုတော့သူကအလုံးလုံးတဲ့သူ့ရဲ့အလုံးလုံးတဲ့ပုံစံကသူကသူ့အလုံးနဲ့ပတ်သက်ပြီးအတိတ်ရှိရယ် လုံးဝကိုတကယ်အလုံးနဲ့ပတ်သက်ပြီးတကယ်သူတော်တယ်။အဲ့လိုမျိုးဆွဲဆောင်မှုရှိရဲပေါ့နော်။နောက်တစ်ခုကဘာလဲဆိုတော့ဒီလိုဒုတိယကဘာစစ်လို့အချိန်အခါမျိုးအဲ့လိုမျိုးအချိန်အခါမျိုးမှာ तू ကတာမန်ယောက်ျားတွေတောင် तू မလုံမလုံရဲမလုံနိုင်တဲ့ရဲရင်မှုတွေတက်တီတွေသူ့မှာရှိရဲပေါ့နော်။အားကြောင့်မလို့လီမေလာကိုအမျိုးသမီးတယောက်လို့မမြင်တော့ပဲနဲ့ဒီဇက်ကောက်ကြည့်နေနေ။အော်လီမေလာဆိုတဲ့လူတယောက်က တကယ်ပုံမှာပေါ့နော်အရန်သူ့ရဲ့စိတ်ထားသူ့အလုံးပေါ်မှာထားတဲ့ပုံသူ့ရဲ့အဓိကတော့လူသားဆန်မှုတွေပေါ့အခုလိုကာလမှာလူသားဆန်မှုနဲ့ပတ်သက်ပြီးတော့လူတွေကလူသားဆန်မှုတွေပျောက်ဆုံးလာကြအောင်တွေ့ရပေါ့နော်အဲ့ဒါအဲ့တော့ဒီကောင်းကိုကြည့်နေနေဩဒီလူမှာလူသားဆန်မှုတွေတော်တော်ကိုနှွေးထွေးတဲ့နှလုံးသားရရှိပါလားဆိုတော့လေတခါတည်းကိုရုပ်ရှင်ကြည့်နေနေပဲရုပ်ရှင်လိုမထင်တော့ဘဲနဲ့ကိုကခံကြပြိုင်နဲ့ခံစားလိုက်ရတယ်နောက်တစ်ခါဘာလို့သူ့ကိုနီမင်လာဆိုတဲ့လူတယောက်လိုကျွန်မပြောင်းသုံးလိုက်တာလဲဆိုတော့အဲ အမျိုးသမီးအမျိုးသားဆိုပြီးခွဲခြားပြီးပြောလို့ရှိရင်ဒါဂျန်ဒါပေါ်မှာခွဲခြားတယ်ဂျန်ဒါပေါ်မှာခွဲခြားပြီးပြောတဲ့အခါမှာတစ်ခါထပ်ပြီးတော့အမျိုးသမီးနဲ့အမျိုးသားရဲ့လုံနိုင်စွမ်းတွေတဘာဝတွေပါခွဲခြားပြီးပြောသလိုဖြစ်တဲ့အတွက်ကျမကသူ့ကိုအရင်သဘောကျသွားတာဖြစ်တဲ့အတွက်သူ့ကိုကြည့်ပြီးတော့ inspire လည်းဖြစ်တယ်ဒါကြောင့်မလို့သူ့ကို limiter ဆိုတဲ့လူတယောက်ဆိုပြီးကျမကပြောင်းသုံးလိုက်တာဖြစ်တယ်ပေါ့နော်ဒါကတော့ကျမရဲ့ကိုယ်ရေးကိုယ်တာ personal feeling ပေါ့နော်ဒီ limiter နဲ့ပတ်သက်ပြီးတော့ limiter ကိုကြည့်ပြီးတော့အရင်ကိုသဘောကျရတယ်ပေါ့ ဟုတ်ပြီခုနပြန်ပြောမယ်ဆိုရင်သူ့ရဲ့အခြေရေးလည်းပြီးပြီကျွန်မနောက်နောက်တစ်ခုနောက်တစ်ပိုင်းအနေနဲ့ဆက်ပြောချင်တာကကြတော့လီမီလာရဲ့လုံးဖော်ကင်ဘက်တွေနဲ့သူတိဆောက်ထားတဲ့ဆက်ဆံရေးပေါ့အဲ့မှာလည်းလီမီလာလီမီလာဆိုတဲ့လူကဘလောက်တောင်မှ smart ဖြစ်လဲဆိုရင်သူကခုနပြောခဲ့သလိုပဲအပေါ်မှာပြောသွားခဲ့သလိုပဲသူ့ရဲ့ personality type တွေသူ့ရဲ့ပုံစံတွေကလုံးဝ hot shot sexy ဖြစ်တယ်လုံးဝလည်း social ကြရတယ်ကွာဒါပေမဲ့သူ့ရဲ့လုံးဖော်ကင်ဘက်တွေနဲ့သူ တိဆောက်ထားတဲ့သူ့ရဲ့ဆက်ဆံရေးရာကြတော့တကယ်ကို professional ဆန်နေအဲ့ဒါဘာလဲဆိုတော့သူ့ရဲ့လုံးဖို့ကင်ပန်းမှာမှသူနဲ့တကယ်ကိုအချိန်ဆက်မိမိနဲ့ connection အရင်မိတဲ့လုံးဖို့ကင်ပန်းဒီလုံးဖို့ကင်ပန်းကအဲဘယ်လိုပြောမလဲသဘာဝချင်းမတူဘူးဖုံမသဘာဝကွဲပြားတော်လဲပဲသူကလုံးဝသူ့ရဲ့ professional ဆန်နာဒီမှာပို့ပြီးတော့ပေါ်လွင်နေအဲ့ဒါဘာလဲဆိုတော့ ဒီလောဘပိုင်းမနဲ့ပတ်သက်ပြီးတော့သူကကောင်းမွန်တဲ့ဆက်ဆံရေးကိုရိုးသားပွင့်လင်းစွာသူတည်ဆောက်တယ်။သူကသူတခြားသူရဲ့ personal life မှာဘလို့ပဲ sexy ကြကြဘလို့ပဲ social ကြကြနေစေကမူဒီလောဘပိုင်းမနဲ့ပတ်သက်တဲ့ဆက်ဆံရေးမှာတော့သူကတကယ်ကိုရိုးသားတယ်ပွင့်လင်းတယ်ပြီးတော့သူက senior အကောင်ပီတာတယ်ပေါ့နော်အဲ့လိုမျိုးတွေသူ့ကိုတွေ့ရတယ်။ဒါကြောင့်မို့လဲသူတို့နှစ်ယောက်က ပုံမှန်တဘာဝမတူတော်လဲပဲမတူတော်ညာလဲပဲသူတို့ရဲ့ဒီလောဘောကံပဲဆက်ဆံရေးကအင်မတန်ကောင်းမွန်ပြီးတော့နှစ်ပေါင်းများစွာဒီဆက်ဆံရေးကတည်မြဲပြီးတော့ကောင်းမွန်တဲ့ဆက်ဆံရေးလေးကိုတိဆောက်သွားနိုင်တာကိုအရန်လဲသဘောကျပြီးတော့အားကြရတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ကျမတို့လုပ်ငန်းခွင်နေမှာဆိုရင်အမြဲတမ်းဒီလိုဆက်ဆံရေးတွေကောင်းဖို့ဆိုတာမလွယ်ဘူးလေပြင်ပလောကမှာ။ဒါပေမဲ့ဒီလီမီလာဆိုတဲ့လူကတော့ဒါကိုအကောင်းဆုံးတိဆောက်သွားနိုင်တယ်။ပုံမှန်အဖြစ်ပြောမယ်ဆိုလို့ရှိရင်ဖုံမတဘာဝမတူတာဖြစ်တဲ့အတွက်လုပ်ငန်းခွင်မှာအဲနောက်ပြီးတော့ဒီလိုမျိုးဟို ကျမတို့ခါတိုင်းကြီးနေကြတာမန်ကားတွေမှာဆိုလို့ရှိရင်လုံးဝဒီ character ဆိုင်စီကြရဲဆိုရှယ်ကြရဲဆိုရင်အာအိုဂျင်းထားအိုဂျင်းကြည့်ရဲအဘလာဘလာဘလာအဲ့လိုမျိုးတွေကျမတို့ကအရင်အဲ့လိုမျိုးဖြစ်တာတွေတွေ့ဒါပေမဲ့ဒီကားမှာအဲ့ဒါပဲထူးခြားချက်ကလည်းနောက်တစ်ချက်ပါလဲဆိုအဲ့ဒီအချက်ပဲပေါ့နော်ပြသွားတာအရန်ကိုဟိုဘယ်လိုပြောညင်တာပြီးတော့အရန်ဟိုကြည့်လို့ကောင်းတယ်ပေါ့နော်ကျမတို့အဲ့ဒီအချက်ကိုအရန်သဘောကျပြီးလေးစားရတယ်ပေါ့နော်သူကဒီလီမီလာကဂျာနယ်လစ်တယောက်အနေနဲ့ရိုးရိုးသတင်းယူတာမျိုး မတန်းမတန်းတပ်ပုံရိုက်တာမျိုးဆိုတော့ထက်ကြော်လွန်နေပေါ့နော်သူဒီဒုတိယကမ္ဘာစစ်အတွင်းမှာသူ့ရဲ့လုံဆောင်ချက်တည်းอ่ะဘာလို့လဲဆိုတော့သူကပထမဆုံးချက်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဒီဒုတိယကမ္ဘာစစ်မှာမှအဲ့သူသတင်းယူဖို့အတွက်သူမှတ်တမ်းယူဖို့အတွက်သူသွားရမယ့်နေရာတွေကတကယ်ရှည်တန်းနေရာတွေစစ်လုံးဝစစ်ပွဲဖြစ်နေတဲ့နေရာတွေပေါ့နော်အဲ့လိုနေရာတွေကိုသူ့အနေနဲ့သွားဖို့အတွက်သူအများကြီးအားထုတ်ခဲ့ရတယ်။နောက်ပြီးတော့အဲ့မှာသူတို့အဲ့ဒီခေတ်တုန်းကဒီရှည်တန်းလိုနေရာမျိုးအမျိုးသမီးတွေကသွားခွင့်မရှိဘူး။ အဲ့တွားခွင့်မရှိတာကို तू ကသူ့ရဲ့သူတွားဖို့တွားခွင့်ရဖို့အတွက်ကို तू နေမျိုးစုံနဲ့စ조사အားထုတ်ခဲ့တယ်အဲ့ဒီနေရာအထီကို तू ရအောင်တွားခဲ့ဟုတ်ပြီရအောင်တွားပြီးတဲ့အချိန်မှာလည်း तू ကဘယ်လိုမျိုး तू အားထုတ်ခဲ့နောက်တစ်ချက်နောက်တစ်ချက်ကဒီစစ်ကဒုတိယကမ္ဘာစစ်ကြီးကမပြီးသေးဘူးဖြစ်နေတဲ့အချိန်မှာဖြစ်တဲ့အတွက်စစ်ရဲ့အနှိမ်ထာယုံတွေဒီလူတွေရဲ့ဒုက္ခရောက်ဒီဒုက္ခရောက်တယ်ပေါ့နော်စိတ်မချမ်းမြေ့စရာတွေအကုန်လုံး तू မျက်ဝါးထင်ထင် तू မြင်ခဲ့ရတယ်အဲ့လိုမျက်ဝါးထင်ထင်မြင်ခဲ့ရဆိုမှ तू မှာမှတ်တမ်းယူနေရင်းနဲ့ သူသူကိုယ်တိုင်သူကခြေခွဲဆောင်နေပဲသူအဲ့ဒီ pattern တွေသူယူခဲ့ရတယ်ပေါ့နော်ဒါကအသားမလူဆိုရင်ဒါဘလို့မှမလုံးနိုင်ဘူး journalist တစ်ယောက်ပဲဖြစ်ဖြစ်တယ်ဆိုတော့ညာလဲပဲဒီလိုမျိုးကိုယ့်အသက်ကိုစွန့်ပြီးတော့ကိုယ့်အသက်ကိုရှင်းပြီးတော့ဒီလိုအလျင်များတဲ့ဒီရှေ့တန်းလိုနေရာတွေစစ်ဖြစ်နေတဲ့နေရာတွေထိသွားပြီးတော့လုံးဖို့ဆိုတာကအမျိုးသားအသားမမျိုးသားရဲ့ဆိုရင်တော့မှပဲဒါလုံးဖို့မလွယ်ဘူးပေါ့နော်အဲ့လိုမလွယ်ဘူးတဲ့အလုပ်ကိုဒီမီလာကနေပြီးတော့ သူကတတိရှိရှိနဲ့သူသွားခဲ့တယ်။သွားပြီးတဲ့အချိန်မှာလည်းသူနောက်ပြန်မလဲခဲ့ဘူး။ဆက်ဆက်ပြီးတော့ပဲထပ်ထပ်ပြီးတော့ပဲသူကရှေ့ကိုသူတကယ်သတင်းယူရမယ့်နေရာတွေသူတောက်လျှောက်သူတေးတေးချာချာကျွတ်ကျွတ်ဆဆနဲ့သူယူခဲ့တယ်။အဲ့မှာထပ်ပြီးထည့်ပြောချင်တာကခုနပြောသွားခဲ့တယ်လို့ပဲသူကသူ့ရဲ့လုံးဖော်ကင်ဘက်နဲ့သူနဲ့ကတကယ်ကိုရဲဘော်ရဲဘက်လိုပဲအတွဲညီညီပေါ့နော်။သူတို့ကအပြန်အလှန်သူတို့တယောက်နဲ့တယောက်ဟိုအကူအညီအားဖြည့်ပြီးတော့သူတို့ကတကယ်ကို မတန်တရင်မတန်ဓာတ်ပုံမျိုးမှန်မှန်ကန်ကန်တို့ရယူနိုင်ဖို့အတွက်တို့အကောင်းဆုံးတို့ပူပေါင်းပြီးတော့တူတူလှုပ်ဆောင်ခဲ့ကြရပေါ့နော်အဲ့မှာဆိုလို့ရှိရင်အများကြီးတွေးနိုင်တယ်ဒီစစ်ရဲ့အနှိမ့်ထာယုံတွေတစ်ဖက်မှာဖြစ်နေတဲ့အချိန်မှာဒီအာနာရှင်လူတစုဒီလူရန်စားတွေကကြတော့လုံးဝကိုကဘာနှစ်ခုငရဲနဲ့နဲ့ပြီကိုပဲကွာချားနေတယ်ဆိုတာကိုလည်းဒါရှိုက်ပြသွားတယ်ပေါ့နော်ရှိုက်ပြသွားတယ်အဲ့အရာတွေကိုလည်းတိတ်တိတ်ချာချာတွေးမြင်နိုင်ဒီကောင်းကိုမကြည့်ခင်အာရှန်ဒလာလစ်နဲ့ပီအန်အက် အဲ့ဒီကားနှစ်ကားစလုံးကြည့်ထားတဲ့သူဆိုလို့ရှိရင်ဒီကားကိုကြည့်တဲ့အခါမှာပို့ပြီးတော့အချိတ်ဆက်မိမိနဲ့အရသာပို့ရှိရပေါ့နော်ဟိုချက်ချက်ချင်းကိုချိတ်ဆက်ပြီးတွဲပြီးမြင်တယ်ဘာလို့လဲဆိုတော့အဲ့ဒီကားရှန်နာလာလင်းစ်နဲ့ပီအန်နစ်ဆိုတဲ့ကားနှစ်ကားစလုံးကိုကြည့်ပြီးသွားတဲ့သူကတော့ဒီကားကိုကြည့်တဲ့အခါမှာပို့ပြီးအရသာရှိအရသာတွေ့နိုင်တယ်ပေါ့နော်ပြီးတော့သူတို့ချိတ်ဆက်ချိတ်ဆက်ပြီးပို့ပြီးတော့နားလည်နိုင်တယ်ပို့ပြီးမြင်နိုင်တယ်ပေါ့နော်ပြီးတော့ ဒီလီမေလာဆိုတဲ့ journalist ပေါ့နော်ရဲရဲနဲ့ထက်မြက်တဲ့အမျိုးသမီး journalist ပေါ့နော်သူတို့လိုမျိုးလူတွေရှိလို့ဒါလင်ကျမတို့ဒီနေ့ခေတ်မှာတကယ်ကိုသမိုင်းမှန်ကန်တဲ့သမိုင်းတွေကိုတီးခွင့်ရတယ်မြင်ခွင့်ရတယ်ပေါ့နော်ဒီဓာတ်ပုံတွေကတစင်တီးမှတ်တမ်းတွေကတစင်ပေါ့အဲ့တော့ဒီမေလာကသူဒီလိုမျိုးအသက်ဆုံးဆန်ဖြာသူ့ရဲ့ဘဝမှာသူစ조사ပြီးအာ조사အားထုတ်ပြီးတော့ဒီယူခဲ့တဲ့သတင်းဖြစ်ရဖြစ်ရမှန်သတင်းတွေဒီမှတ်တမ်းတွေကိုသူဘယ်လိုမျိုးထိမ့်သိမ်းကာကွယ်ခဲ့ရလဲဒီဟာတွေကတကယ်တကယ် ြန်ပြီးတော့ဟို public ကိုသတင်းစာအဖြစ်သတင်းအဖြစ်ထုတ်ဝေတဲ့အခါမှာသူဘလို့အခက်ခဲတွေနဲ့ရင်ဆိုင်ခဲ့ရလဲသူ့ရဲ့ဒီလိုမျိုးသူခက်ခက်ခဲခဲတံမိုးရှိသူရှာဖွေထားတဲ့ဒီမှတ်တမ်းတွေကဘလို့မျိုးသူထိမ့်သိမ်းခဲ့ရလဲအဲ့ဒါတွေကိုတော့ရုပ်ရှင်ကြည့်ရင်းနဲ့ပဲဆက်ပြီးတော့ကြည့်ရှုပေးပါလို့ဟုတ်ပြီဒီကားလေးနဲ့ပတ်သက်ပြီးတော့လေကျမကဘာပြောချင်လဲဆိုတော့ဒီလီမီလာဆိုတဲ့လူကအလုံးနဲ့ပတ်သက်ပြီးထက်မြက်တယ်ဟုတ်ပြီသူမရဲ့အခြေရေးရောသူ့ရဲ့အခြေရေးရောသူဘလို့မျိုးအဆုံးအသတ်မှာပေါ့နော်သူက ဒီအမျိုးသားတော်သူတကယ်ချစ်တယ်ဒါပေမဲ့အလုပ်ပေါ်မှာလည်းအင်မတန်ဟိုမှပြင်းပြတဲ့ passion ရှိတဲ့အမျိုးသမီးကဒီအခြေရင်းနဲ့အလုံးနဲ့တွန်တွဲလာတဲ့အခါမှာ तू ကငကိုယ်တည်းကလည်းခေါင်းမာတယ် तू မှန်တယ်ထင် तू လောက်တတ်တဲ့အကျင့်ရှိတဲ့အတွက် तू ဘယ်လိုမျိုးဆက်ပြီး तू ထားဖို့ तू handle လုပ်မလဲပေါ့နော်နောက်တစ်ချက်ကကြတော့အဲ သူ့ရဲ့လုံးဖော်ကင်ဘက်နဲ့သူကအင်မတန်ကိုကောင်းမွန်တဲ့ဆက်ဆံရေးတိစောက်ထားတဲ့ရဲဘော်ရဲဘက်အပြန်အလှန်အားဖြင့်အားကိုးရတဲ့ဆက်ဆံရေးပေါ့နော်အဲ့အရာတွေကတော့သူဘယ်လိုမျိုးအဲသူသူတို့ဘယ်လိုမျိုးရှေ့ဆက်ပြီးတော့ဖြစ်မလဲနောက်တစ်ခုကကြောင့်လီမေလာရဲ့ဘဝမှာအမြဲတမ်းသူဖြစ်ချင်တာကိုသူကခေါင်းမာမာနဲ့လုပ်ခဲ့တဲ့လူတယောက်ဖြစ်တဲ့အတွက်အဲ ရှေ့ဆက်ပြီးတော့ပေါ့နော်သူဘလိုမျိုးတွေသူသူ့ဘဝနဲ့ပတ်သက်ပြီးသူ့ရဲ့ personal life ကိုသူ့ရဲ့အလုပ်ကိုသူဘလို handle လုပ်သွားမလဲဆိုတာကိုတော့ကျမကပြောပြရတော့ဘူးကိုကကိုပဲဆက်ပြီးတော့ကြည့်စီခြင်းတယ်ဒီကားကိုကြည့်မယ်ဆိုရင်စတယ်ဆုံးကလုံးဝကိုအချိန်ပေးရကြုံနဲ့မဲ့ကားလေးတကားဖြစ်တယ်ဆိုတာကိုလည်းကျမတေချာပေါက်ပြောရည်တယ်နောက်တစ်ခုကအမျိုးသမီးတွေပေါ့အထူးသဖြင့် အမျိုးသမီးတွေအနေနဲ့လည်းအရန်ဟိုမှာ inspire ဖြစ်စေတဲ့ဒီဟာကိုကြည့်ပြီးတော့ဗောနော်။ဘာပြောပြောအတွေးတစ်ခုအလင်းတစ်ခုတော့ရစေရလို့ကျင်းသိပါအာမခံတယ်။နောက်တစ်ခုကထပ်ပြီးထူကြတာတခုရှိတယ်။ဟုတ်ပြီဒီလို character ဒီ character ဆိုတာကဒီ limiter ဆိုတဲ့ character အမျိုးသမီး character ကိုမင်းသမီးကြီး Kate Winslet ကိုယ်တိုင်ကတယုတ်ဆောင်တာလား။တယုတ်ဆောင်တာလည်းမတူဘဲနဲ့တကယ်ကိုသဘာဝကျကျ သူကနေမီလာဇေယုတ်ကိုပြီးပြင်အောင်တယုတ်ဆောင်နေဆိုတယုတ်ဆောင်သွားတာကိုလည်းတွေ့မြင်မှာဖြစ်တယ်ဒီကားကတကယ်ကိုကောင်းမွန်တဲ့ဇာတ်ကားဖြစ်တဲ့ပြင်ဒီကားကိုရိုက်ကူးတာကလည်းအမျိုးသမီးဒါရိုက်တာပဲเนาะဒါကလည်းဒီကားနဲ့ပတ်သက်တဲ့အမှတ်တရထူးခြားတဲ့အချက်လေးပေါ့เนาะအဲ့တော့ဒီကားလေးကိုကြည့်ပြအောင်ကြည့်ပါလို့တိုက်တွန်းရင်းနဲ့ပဲဒီနေမီလာအကြောင်းပြောကြတာအဆုံးသတ်လိုက်ပါတယ်ဟုတ်ပြီအားလုံးပဲကျေးဇူးတင်ပါတယ်ကောင်းမွန်တဲ့နေ့လေးတစ်နေ့ပိုင်းဆိုင်နိုင်ပါစေ